တရုတ်ကျောင်းသားတွေအကုန်လုံးကိုဗီဇာသိမ်းပြီးအိမ်ပြန်ပို့ရမဲ့ trend တရုတ်အစိုးရကကျောင်းသားတွေကိုတောင်းသျှော်လုပ်ခိုင်းနေပြီကမ္ဘာထိပ်တန်းစီးပွားရေးနဲ့နိုင်ငံရေးအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ American ပြည်တော်စုနဲ့တရုတ်နိုင်ငံသားမှာဆိုရင်ဖြစ်ပေါ်နေတဲ့ပြဿနာရက်တရရှုပ်ထွေးနှံနေပြီးတော့နားလည်ရခက်ပါတယ်ဒီပြဿနာတွေက နှစ်နိုင်ငံရဲ့ဆက်ဆံရေးကိုသာမကကမ္ဘာပညာရေးနှီးပညာနဲ့အမျိုးသားလုံခြုံရေးနယ်ပယ်ရေးအထည်အိုပါကြကြပြပြတက်ရောက်မှုတွေရှိနေပါတယ်လက်တလုံးမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကတရုတ်ကျောင်းသားတချို့ရဲ့ဗီဇာတွေကိုရုတ်သိမ်းတော့မယ်လို့ပြင်းပြင်းထန်ထန်သတိပေးချိန်ချောင်းလိုက်ပါတယ်ဗုဒ္ဓဟူးနေ့နောက်ပိုင်းမှာထရန့်အစိုးရကတရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုစတင်ရုတ်သိမ်းတော့မယ်လို့ကြေညာခဲ့တယ်လို့မူရင်းသတင်းမှာဖော်ပြထားပါတယ် ဒီအထဲမှာတရုတ်ကွန်မြူနတီပါတီ CCP နဲ့ဆက်ဆက်မှုရှိသူတွေဒါမှမဟုတ်အရေးပါတဲ့အနေပဲတွေမှာပညာသင်ကြားနေသူတွေပါဝင်တယ်လို့ဆိုပါတယ် အရင်တော့ကလေ American ထောင်လန်းရေးအဖွဲ့အစည်းတွေကတရုတ်ကျောင်းသားတွေကဘေကျင်းအတွက် the show လို့ရမှာကူညီပေးနိုင်တယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားခဲ့ပူပါတယ်ဒီလိုသတိပေးမှုတွေကဘာကြောင့်အရေးကြီးသလဲဆိုတော့ဘေကရနစ်အထိ American တက္ကသိုလ်တွေမှာတရုတ်ကျောင်းသားပေါင်း28000ခန့်တက်ရောက်နေရမှုလို့ပါအခုနိုင်ငံသားရေးဝန်ကြီးဌာနကအထူးသဖြင့် CCP နဲ့နှိစက်တဲ့သူတွေကိုပြစ်မှတ်ထားပြီးတော့ဗီဇာရုပ်သိမ်းတော့မယ်လို့ညင်ညာလိုက်တာပါဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခု ရှိပါတယ်။တရုတ်နိုင်ငံမှာ CCP အဖွဲ့ဝင်ပေါင်းတန်း100လောက်ရှိပါတယ်။သူတို့ရဲ့သားသမီးတွေအမေရိကန်မှာပညာတက်ဖို့လာရောက်ပညာသင်ကြားဖို့အခွင့်အလမ်းကအလွန်မြင့်မားပါတယ်။မကြသေးမီရောက်ထွက်ပေါ်ခဲ့တဲ့အစီရင်ခံစာရိအရရှီချင်းဖင်ရဲ့သမီးကိုယ်တိုင် Harvard မှာပညာသင်ကြားခဲ့ပြီးအမေရိကန်ပြည်ထောင်စုမှာနေထိုင်ခဲ့တယ်လို့တောင်သိရပါတယ်။ဒါဆိုရင်ဒီလိုမျိုး visa ရုပ်သိမ်းနဲ့လုံဆောင်ချက်တရဘလောက်အထိထိရောက်မှုရှိမလဲ။ဘသူ့ကိုပို့ပြီးတော့ထိခိုက်စေမလဲဆိုတာမေးခွန်းထုတ်เสียပါပဲ။ ဒီလိုတင်းကျပ်တဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ွယ်မှာဘလို့အကြောင်းရင်းတွေရှိနေလဲတရုတ်နိုင်ငံရဲ့2018ခုနှစ်အမျိုးသားထောက်လှမ်းရေးဥပဒေကဘလို့တရားမှုတွေရှိနေလဲ American တက္ကသိုလ်တွေမှာတရုတ်ကျောင်းသားတွေကို CCP ကဘလို့နီလနဲ့နေဖိအားပေးပြီးတရှိုးလုတ်ခိုင်းနေလဲနယူးယောက်ပြည်နယ်အစိုးရအဖွဲ့တွေမှာဆယ်စုနှစ်တခုကြာအောင်လျှို့ဝှက်လှုပ်ရှားခဲ့တဲ့တရုတ်တရှိုးလင်ဒါဆန်ကိစ္စက ပါရီလဲဆိုတာတွေကိုကျွန်တော်တို့အသေးစိတ်ဒီဗီဒီယိုမှာဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ American ပြည်တော်စုဟာတရုတ်ကျောင်းသားတွေရဲ့ visa တွေကိုရှုတ်သိမ်းတော့မယ်လို့နိုင်ငံဆိုင်ဝင်ကြီး Marco Rubio ကသတိပေးချိန်ချောင်းလိုက်ပါတယ်။ဗုဒ္ဓဟူးနေ့နောက်ပိုင်းမှာ American နိုင်ငံဆိုင်ဝင်ကြီးက Trump အဆိုအရကတရုတ်ကျောင်းသားတွေရဲ့ visa တွေကိုစတင်ရှုတ်သိမ်းတော့မယ်လို့ကြေညာခဲ့ပါတယ်။ဒီအထဲမှာတရုတ် Community Party CCP နဲ့ဆက်ဆက်မှုရှိသူတွေဒါမှမဟုတ်အရေးပါတဲ့အနေပယ်တွေမှာလောက်ကင်နေသူတွေလည်းပါဝင်ပါတယ်။ အရင်တော့အမေရိကန်ထောင်လိုင်းအဖွဲ့အစည်းတွေကတရုတ်ကျောင်းသားတွေကပေကျင်းအတွက်တရှိုလို့ရမှာကူညီပေးနိုင်တယ်ဆိုပြီးထုတ်ဖော်ခဲ့ပူပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကပဲနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကအမေရိကန်ပြည်တော်စုဟာတရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုစတင်ရုပ်သိမ်းတော့မယ်။ CCP နဲ့ဆက်ဆက်မှုရှိသူတွေဒါမှမဟုတ်အရေးပါတဲ့နယ်ပယ်တွေမှာပညာသင်ကြားနေသူတွေပါဝင်တယ်လို့ Twitter မှာရေးသားခဲ့ပါတယ်။ ဒါဟာအရေးကြီးတဲ့ကိစ္စကြီးပါဘာလို့လဲဆိုတော့ပြည်ထောင်နဲ့အထိအမေရိကန်တက္ကသိုလ်တွေမှာတရုတ်ကျောင်းသား2,800ခန့်တက်ရောက်နေပါတယ်အခုနိုင်ငံဆိုင်ရေးဝန်ကြီးဌာနကအဲ့ဒီကျောင်းသားတွေကိုအထူးသဖြင့် CCV နဲ့နှိစက်တဲ့ဆက်ဆံရေးရှိသူတွေကိုပြစ်မှတ်ထားပြီးဗီဇာရုပ်သုံးနိုင်မယ်လို့ဆိုပြီးတော့ကြေညာလိုက်တာဖြစ်ပါတယ်ဒါပေမဲ့တရုတ်နိုင်ငံမှာ CCP အဖွဲ့ဝင်ပေါင်းတန်းတရာလောက်ရှိပါတယ် သူတို့ရဲ့သားသမီးတွေကအမေရိကန်မှာလာရောက်ပညာသင်ကြားဖို့အခွင့်အလမ်းကအလွန်မြင့်မားပါတယ် မကြာသေးမီအထွက်ပေါ်ခဲ့တဲ့အစီရင်ခံစာရီရာရှီချင်းဖင်ရဲ့သမီးကိုရိုင်းကဟာဗတ်မှာပညာသင်ကြားခဲ့ပြီးတော့အမေရိကန်ပြည်ထောင်စုမှာနေထိုင်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်။အခုတော့ Trump အစိုးရဘာလို့အခုလိုလုပ်ရတာလဲဆိုတာကို ရှင်းပြပါမယ်။တရုတ်နိုင်ငံရဲ့2018ခုနှစ်အမျိုးသားထောက်လှမ်းရေးဥပဒေအရတရုတ်နိုင်ငံသားတွေကနိုင်ငံတော်ကတောင်းဆိုရင်တရှိုးလုပ်ငန်းတွေကိုလုံဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ကွန်မြူနတီပါတီရဲ့ထိပ်ဆုံးကနေ အောက်ခြေအထိတရုတ်နိုင်ငံသားအားလုံးကပါတီရဲ့အမိန့်ကို မနာခံလို့မရပါဘူး။ဒါကြောင့်တရုတ်နိုင်ငံကចောင်းသားတွေကိုလက်နက်အဖြစ်အသုံးချနေပြီးအရာကိုတီးဖို့အချိန်တန်ပြီလို့ထင်ပါတယ်။ဇလန်အပြည့်စုံကို မပြောခင်မှာတခုခုရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောထားချင်တာကတရုတ်ចောင်းသားတွေက CCP အတွက်တရှုံမလို့ရင်တခြားရွေးချယ်စရာမရှိတာမျိုးတွေမကြာခဏဆိုသလိုဖြစ်တတ်ပါတယ်။ ကုမိသားစုကတရုတ်ပြည်မှာရှိနေပြီးကမ္ဘာအကြီးကျယ်ဆုံးတက္ကသိုလ်တွေရာတစ်ခုဖြစ်တဲ့ Stanford, Harvard ဓမ္မမဟုတ် MIT မှာပညာသင်ဖို့အခွင့်အလမ်းရတယ်လို့စဉ်းစားကြည့်ပါ။အဲဒီလိုအခွင့်အရေးမျိုးရပြီဆိုရင် CCP ကဘာတူလဲဆိုတာအထူးခြားသိပါရယ်။ပြီးတော့တရုတ်ပြည်မှာရှိနေသေးတဲ့ចောင်းသားတွေရဲ့မိသားစုကိုဖိအားပေးပြီးချိန်ချောက်လာပါရယ်။ဒါကြောင့်ဒီတရုတ်ចောင်းသားအများအပြားက မလိုလားပဲတရှိုးလုံးနေကြတာပါသူတို့က CCB အတွက်တရှိုးလုံးဖို့အထမတောင်းဆိုခံနေရတာပါပဲဒါဟာပြဿနာတစ်ခုဆိုတာရှင်းနေပါတယ်ဒါကြောင့် Trump အစိုးရကတရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုစတင်ရုပ်သိမ်းနေတာပါဒါပေမဲ့ဒါကတရုတ်ကျောင်းသားတွေဒီမှာပညာသင်ခွင့်မရှိဘူးလို့မဆိုလိုပါဘူးအမျိုးသားလုံခြုံရေးအတွက် အန်ဒီရဲ့ရှိနေတယ်လို့ဘာလို့ပြောတာလဲလွန်ခဲ့တဲ့ရက်သတ္တပတ်အနေငယ်ကစတန်ဖို့ကျောင်းသားတွေကိုယ်တိုင်ပြုလုပ်ခဲ့တဲ့တုံ့လုံဖွေရာစုံစမ်းစစ်ဆေးမှုကနေတည်ခဲ့ရလို့ပါပဲအဲဒီစုံစမ်းစစ်ဆေးမှုကထရန့်အစိုးရရဲ့ဗီဇာယာယီရဆိုင်ခြင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒီနေရာဒီမှာ CCB agent တဦးက Charles Chen ဆိုတဲ့အမည်ဝတ်နဲ့ Stanford ကျောင်းသားအဖြစ်ဟန်ဆောင်ခဲ့ပါတယ်သူကလူမှုကွန်ရက်ကနေတဆင့်ကျောင်းသားတော်တော်များများကိုချဉ်းကပ်ခဲ့ပါတယ် အန်နာလို့ခေါ်တဲ့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးသူတည်တနာပြုလုပ်နေတဲ့ Stanford ကျောင်းသားတဦးက Charles Chenzi ကမမျော်လင့်မဲ message တွေစတင်ရရှိခဲ့ပါတယ်။အစပိုင်းမှာ Charles ရဲ့ချင်းကမှုကဘာမှပြဿနာရှိပုံမရပါဘူး။သူက scholarship အခွင့်အလမ်းတွေအကြောင်းမေးမြန်းခဲ့ပေမဲ့မကြခင်မှာသူ message တွေက တစားတစ်စားအထူးဆန်းလာပါတယ်။ Charles ကအန်နာမက်ဒရင်းဘာသာစကားပြောတတ်လားလို့မေးခဲ့တဲ့အပြင်သူ့ရဲ့မိခွန်းတွေကပို့ပြီးတော့ပို့ကိုရေးဆန်လာခဲ့ပါတယ်။အန်နာကလည်းဘေကျင်းကိုတွားရောက်ဖို့တိုက်တွန်းခဲ့ပြီးခီးစိတ်တွေတောင်းအကုန်ကြခံပေးမယ်လို့လည်းကြေညာခဲ့ပါတယ်။လေယာဉ်လက်မှတ်တွေဝယ်နိုင်တယ်ဆိုတာသတိပြဖို့ Band Account Legend Screenshot တွေကိုလည်းပို့ပေးခဲ့ပါတယ်။အန်အောင်စရာကောင်းတာကအန်နာအနေနဲ့သူ့ကိုဘယ်တော့မှမပြောပြခဲ့တဲ့ကိုကြီးကိုယ်တော်အချက်လက်တွေကိုသူကသိနေနေတာပဲဖြစ်ပါတယ်။ ဒီနေရာမှာတခုထောက်ပြချင်တာကတရုတ်ပြည်ကိုခီးသွားဖို့ဆွဲပြီးတော့တရုတ်မျိုးတွေကိုချီကျူးကွန်ပျူကန်ဖွင့်နေတဲ့လူအများအပြားက CCP ကငွေပေးထားတာဖြစ်ပြီးသူတို့ရဲ့ခီးစည်းတွေကိုလည်း Communist Party ကနေအကုန်ကျခံပေးထားတာပါ။ဒါကြောင့်သူတို့ပတ်စံတပြားမှသုံးစရာမလိုပါဘူး။အဲ့နာအကြောင်းကိုပြန်ဆက်ရရင် ကျန်းကျင်သူတွေရဲ့လက်ညှိုးမှုအောက်မှာပဲအန်နာကအာနာပိုင်တွေကိုဆက်သွယ်ခဲ့ပါတယ်။သူတို့ရဲ့စုံစမ်းစစ်ဆေးမှုအရချာလက်ချန်ကစတန်ဖို့ရဲ့ဘာမှဆက်စပ်မှုမရှိဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။အဲဒီအစားသူဟာစတန်ဖို့ကျောင်းသားအဖြစ်နှစ်ပေါင်းများစွာဟန်ဆောင်ခဲ့ပြီးသူ့နာမည်နဲ့ပုံစံကိုတော့ online မှာအနေငယ်ပြောင်းလဲခဲ့ပါတယ်။တရုတ်နဲ့ပတ်သက်တဲ့သူတည်တနာလုပ်နေတဲ့ကျောင်းသားအများအပြားကိုပြစ်မှတ်ထားခဲ့တာပါ။အန်နာကိုကူညီခဲ့တဲ့တရုတ်ကျွမ်းကျင်သူတွေအရချာလက်ချန်ကတရုတ်နိုင်ငံရဲ့နိုင်ငံတော် ောလုံးချုံရေးဝန်ကြီးဌာန Chinese Ministry of State Security ရဲ့ agent အူဖြစ်နိုင်တယ်ဆိုတာပါပဲဒီအဖွဲ့အစည်းက CIA တရုတ်ဗာရှင်းမှာပဲမျိုးလုံးမမေးလေးတွေနဲ့ပါ တို့ကစတန်ဖို့ကျောင်းသားတွေကဘာမှနားမလဲတဲ့ကျောင်းသူကျောင်းသားတွေကိုရှာဖွေပြီးထောက်လှမ်းရေးအချက်အလက်တွေစုဆောင်ဖို့တာဝန်ယူထားတာပါဒါပေမဲ့ CCP လုပ်နေတာဒါတခုတည်းမဟုတ်ပါဘူးတကယ်တော့ CCP ကစတန်ဖို့ကိုနှစ်ပေါင်းများစွာတရှိုးလုပ်နေတာပါဒါပေမဲ့ဒီကိစ္စကိုဘယ်သူပဲပြောပြောဖြည့်ရှင်းဖို့အတွက်ဘာအရေးယူမှုမှလုံးဆောင်မှာမဟုတ်ပါဘူးဘာလို့လဲလို့မေးကောင်းမေးပါလိမ့်မယ်အဖြစ်ကတော့အမြဲတမ်းပတ်စံပါပဲစတန်ဖို့ကနှစ်စဉ်တရုတ်ရန်ပုံငွေဒေါ်လာ64သန်းကျော် ်ရရှိထားပါတယ်။ဒါကြောင့်တရုတ်တရှိုကိစ္စကိုဘသူပဲထုတ်ပြောပြောပြောတဲ့သူတွေကိုလူမျိုးရေးခွဲခြားသူတွေလို့ဆွဆွဲခံရပါတယ်။ခုနကပြောခဲ့သလိုပါပဲတရုတ်နိုင်ငံရဲ့2019ခုနှစ်အမျိုးသားထောက်လှမ်းရေးဥပဒေအရတရုတ်နိုင်ငံသားအလုံးဟာသူတို့ဘယ်နေရာမှာပဲရှိနေပါစေနိုင်ငံတော်ထောက်လှမ်းရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီရမယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့် American Pyrazu မှာရှိနေရတဲ့ဒီဥပဒေကို လိုက်နာရပါမယ်။ ဒါကဗီဇာနဲ့ဒီမှာရှိနေတဲ့တရုတ်ចောင်းသားတွေက CCP ရဲ့တောင်းဆိုမှုတွေကို လက်ခံဖို့ ਆ လွဲလို့တခြားရွေးချယ်စရာမရှိဘူးလို့ဆိုလိုတာပါဗီဒီယိုအစမှာပြောခဲ့သလိုပဲဒီចောင်းသားအများအပြားကတကယ်ပဲရွေးချယ်စရာမရှိပါဘူးဒါကြောင့်သူတို့ကိုတကယ်အပြစ်တင်လို့မရပါဘူးဒါပေမဲ့ဒီကိစ္စကိုတော့တခုခုတုံ့ပြန်ရပါမယ် အကြောင်းကတော့ Stanford လို့တက္ကသိုလ်တွေကနိုင်ငံရဲ့ထိပ်သီးစက်မှုလုပ်ငန်းများစွာမှာထိပ်တန်းသုတေသနလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပြီးတော့တရုတ်ကဒီသုတေသနတွေကိုတိတိကျကျပြတ်မှတ်ထားတဲ့အခါမှာအမျိုးသားလုံခြုံရေးက NDA ရှိနေတာဖြစ်ပါတယ်။ တရုတ်ကျောင်းသားတွေအမေရိကန်ပြည်တော်စုကိုရောက်လာတဲ့အခါ CCP တရုတ်ကွန်မြူနတီပါတီကတရုတ်နိုင်ငံဒုတက်စီခြင်းနဲ့စက်မှုလုပ်ငန်းတွေဒါမှမဟုတ်ကန်နာရီရဲ့စီးရင်ကိုပေးပါတယ်ဆိုလိုတာကဒီကျောင်းသားတွေကအဲဒီကန်နာရီနဲ့သက်ဆိုင်တဲ့သူတည်တနာစီမံကိန်းတွေမှာ ပါဝင်ရမှာဖြစ်ပြီးတော့တနိုင်သမျှသတင်းချဲ့လက်တွေကိုတရုတ်နိုင်ငံကိုပေးပို့ရမှာဖြစ်ပါတယ် ဒုတိယနေလန်းနေနဲ့ CCP ကဒီချောင်းသားတွေကိုတရုတ်ပြည်ကသူတို့မိသားစုတွေကိုဖိအားပေးပြီးထိန်းချုပ်ပါတယ်။ဒါကြောင့်ချောင်းသားတဦးက CCP လိုချင်တဲ့အချက်အလက်တွေကိုမပို့ဘူး။ဒါမှမဟုတ် CCP ရဲ့တောင်းဆိုမှုတွေကိုမပူးပေါင်းမှုဆိုရင်ဘာဖြစ်မလဲ။တရုတ်ပြည်မှာရှိတဲ့မိသားစုဝင်တွေက CCP ရဲတွေရဲ့လာရောက်တွေ့ဆုံမှုကိုခံရပါလိမ့်မယ်။ပြီးတော့ရုတ်တရက်ဆိုသလိုချောင်းသားက CCP တောင်းဆိုတာဘာမဆိုလို့ဖို့အတင်းကျပ်ခိုင်းခံရပါလိမ့်မယ်။ တတိယနေလန်းနေနဲ့ CCB ကဒီចောင်းသားတွေကို campus မှာရှိတဲ့တခြားတရုတ်ចောင်းသားတွေနဲ့တရှိုလောက်ခိုင်းပါတယ်။ဒါကြောင့်ပါတီယိုဝေဖန်တာဒါမှမဟုတ်တရုတ်နိုင်ငံဝင်ဝေဖန်တာဖမ်းမိရင် CCB ကတည်သွားပြီးဒုက္ခရောက်ပါလိမ့်မယ်။ဒါအပြင် American Territory မှာရှိတဲ့တရုတ်ចောင်းသားတွေရဲ့15ရာခိုင်နှုန်းလောက်က Chinese Scholarship Council CXC လို့ခေါ်တဲ့အစီအစဉ်နဲ့ရန်ပုံငွေရရှိကြပါတယ်။ ဒါဟာတရုတ်နိုင်ငံကအမေရိကန်တက္ကသိုလ်တွေမှာလက်ခံထားတဲ့ကျောင်းသားတွေရဲ့ကျူရှင်စည်းကိုထောက်ပံ့တဲ့နည်းလမ်းပါပဲ။ဒါပေမဲ့ဒီရန်ပုံငွေဒါမှမဟုတ်ပညာသင်စုအတွက်အခြေအနေတစ်ခုကတော့ဒီကျောင်းသားတွေကသူတို့ရဲ့သူတေသနာအကြောင်းအခြေအနေအစီရင်ခံစာတွေကိုတရုတ်တန်တမန်တွေစီပုံမှန်တင်ပြရတာပါပဲ။တကယ်တော့2020ပြည့်နှစ်ဇူလိုင်လမှာချန်ဆောင်လို့ခေါ်တဲ့တရုတ်ကျောင်းသားတအူးကိုအမေရိကန်တရားရေးဌာန DOJ ကစတန်ဖို့မှာသူလုပ်ခဲ့တဲ့သူတေသနာရဲ့ဆိုင်ရက်စရန်တွေကိုတရုတ်ဆိုရစီကိုပို့ဆောင်မှုနဲ့ဆွဲချက်တင်ခဲ့ပါတယ်။တကယ်တော့ဒါဟာတဦးချင်းကိစ္စမဟုတ်ပဲစတန်ဖို့မှာပုံမှန်ဖြစ်နေတဲ့ကိစ္စတစ်ခုပါပဲ။ဒါပေမဲ့ဘယ်သူကဒီပြဿနာကိုစုံစမ်းဖို့ကြိုးစားသည်ဖြစ်စေအရင်တော့ပြဿနာတွေပဲပေါ်လာပါတယ်။တရုတ်ရန်ပုံငွေရထားတဲ့အဖွဲ့အစည်းတွေနဲ့ဗမောက်ခရီက ူမျိုးရေးခွဲခြားမှုနဲ့လူမျိုးရေး profile လုံးမှုလို့ဆွဆွဲပြီးတော့ဘလို့လုံးဆောင်မှုကိုမဆိုပိတ်ဆိုကြပါတယ်အခုတော့အစိုးဆုံးကိုလည်းမမေ့တင်ပါဘူးတရုတ်တရှိုးတူက ယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့လက်အောက်မှာတိုက်ရိုက်လုပ်ကိုင်ခဲ့ပြီး CCBC ကပတ်စံယူပြီးယူးယောက်မြို့နယ်ဟာဝိုင်အီမှာဒေါ်လာသန်းပေါင်းများစွာတန်တဲ့ကွန်ဒိုတွေအိမ်တွေဝယ်ယူခဲ့ပါတယ်။ယူးယောက်ပြည်နယ်ရဲ့အစိုးရအဖွဲ့ရင်းမှာတရုတ်အေဂျင့်တစ်ယောက်ဆယ်စုနှစ်တခုကြာအောင်လျှို့ဝှက်လှုပ်ရှားနေခဲ့တဲ့ဆိုတဲ့သတင်းပေါ်လာပြီးတဲ့နောက်ပိုင်းမှာအကြီးအကျယ်ပြဿနာဖြစ်ခဲ့ပါတယ်။အုပ်ချုပ်ရေးမှူးဟောင်း KD Hunter ရဲ့လက်ထောက်ဟောင်းဖြစ်တဲ့ Linderson ကိုတရုတ်အေဂျင့်အဖြစ်လုံဆောင်ခဲ့တဲ့ဆိုတဲ့ဆွေးချက်နဲ့ဖန်ဆီးခဲ့ တာဖြစ်ပါတယ်။လင်ဒါဆန်ရဲ့အဓိကရည်ရွယ်ချက်ကတော့အမေရိကန်နဲ့ထိုင်ဝမ်ကြားကဆက်ဆံရေးကိုပိတ်ဆို့ပြီးတရုတ်အစိုးရ CCP ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထည့်ဖော်ဖို့ပါပဲ။ သူမကိုနိုင်ငံသားအေဂျင့်အဖြစ်မှတ်ပုံမတင်တာ၊ visa လိမ့်လဲတာ၊လူမောင်ခိုးတဲ့ငွေကြေးခဝါချမှုတွေနဲ့ဆွဲချက်တင်ထားပါတယ်။တအားဖြင့်သူမရဲ့ခင်ပွန်းဖြစ်သူ Charles Ho ကိုလည်းငွေကြေးခဝါချမှုနဲ့ဖမ်းဆီးခဲ့ပါတယ်။အစိုးရရှိနေတွေရဲ့ဆွဆွဲချက်အရာ Linderson ကသူမရဲ့အစိုးရယာတုကိုအတုံးချပြီးတော့ထိုင်ဝမ်အရာရှိတွေနဲ့တွဲဆမှုတွေကိုဖိတ်ဆို့ခဲ့ရလို့ဆိုပါတယ်။ဒါအပြင် Uyghur Muslim တွေအပေါ်တရုတ်ရဲ့ဖိနှိပ်မှုတွေကိုဝေဖန်တာကလည်းရှောင်ရှားနိုင်ဖို့မန် message တွေကိုပါလှည့်ဖြားခဲ့လို့လည်းပြောကြားခဲ့ပါတယ်။ဆွဲချက်တင်ထားတဲ့အမှတ်တမ်းထဲမှာဆန်ကတရုတ်ရာရှိတအူးကိုကျမဒါဝပိတ်ဆိုးလိုက်ပါပြီလို့ပြောခဲ့တဲ့စာသားတွေတောင်ပါဝင်နေပါတယ်။ဒါအပြင်တရုတ်အစိုးရကိုယ်စားလှယ်တွေအတွက်နယူးယောက်ပြည်နယ်ကြီးညာချက်တွေရယူပေးတာတွေးဆောင်ပွဲတွေစီစဉ်ပေးတာတွေလည်းဒီမှာတရားမဝင်လှုပ်ဆောင်ခဲ့လို့ဖော်ထုတ်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့လင်ဒါဆန်ရဲ့အဓိကရည်ရွယ်ချက်ကတော့ American ရဲ့ Taiwan ကြားကဆက်ဆံရေးကိုပိတ်ဆို့ပြီးတော့ တရုတ်အစိုးရ CCP ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်ဖို့ပါပဲ။သူမတို့နိုင်ငံသား agent အဖြစ်မှတ်ပုံမတင်တာ၊ဗီဇာလိမ်လဲတာ၊လူမောင်ခိုတာနဲ့ငွေကြေးခဝါချမှုတွေနဲ့ဆွဲချက်တင်ထားပါရယ်။ဒါအပြင်သူမရဲ့ခင်ပွန်းဖြစ်သူချားဆိုကိုလည်းငွေကြေးခဝါချမှုနဲ့ဖန်ဆီးခဲ့တာဖြစ်ပါရယ်။အစိုးရရှင်တွေရဲ့ဆွဆွဲချက်အရလင်ဒန်ဆန်းကသူမရဲ့အစိုးရယာတို့ကိုအုံချပြီးတော့ ထိုင်ဝမ်အရာရှိတွေနဲ့ထွေးဆုံမှုတွေကိုပိတ်ဆို့ခဲ့ရလို့ဆိုပါတယ်။ဒါအပြင်ဝီဂါမွတ်စလင်တွေအပေါ်တရုတ်ရဲ့ဖိနှိပ်မှုတွေကိုဝေဖန်တာကနေရှောင်ရှားနိုင်ဖို့ message တွေကိုပါလှည့်ဖြားခဲ့ရလို့လည်းပြောကြားခဲ့ပါတယ်။ဆွေးကြတင်ထားတဲ့အမှတ်တမ်းထဲမှာဆန်ကတရုတ်ရာရှိတဦးကိုကျမတားကိုပိတ်ဆို့လိုက်ပါပြီလို့ပြောခဲ့တဲ့စာသားတွေတောင်ပါဝင်နေပါတယ်။ဒါအပြင်တရုတ်အစိုးရကိုယ်စားလှယ်တွေအတွက် နယူးယောက်ပြည်နယ်ကြေညာချက်တွေရယူပေးတာတွေးဆောင်ပွဲတွေစီစဉ်ပေးတာတွေလည်းဒီမှာကတရားမဝင်လှုပ်ဆောင်ခဲ့တယ်ဆိုပြီးတော့ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်လင်ဒါဆန်ရဲ့သူမရဲ့ခင်ပွန်းချားဆိုရောကဝေချက်အကောင့်80ကျော်အသုံးပြုပြီးတော့ဆက်သွယ်ခဲ့ကြပါတယ် သူတို့နှစ်ဦးကငွေကြေးခဝါချမှုတွေနဲ့ပါရင်ဆိုင်နေရပြီးတော့တရားမဝင်ရရှိတဲ့ငွေတွေနဲ့ဒေါ်လာသန်းပေါင်းများစွာတန်တဲ့အိမ်ချမ်းမြေတွေကွန်ဒိုတွေနဲ့ကားတွေကိုဝယ်ယူခဲ့ကြပါတယ်။ဒါအပြင်တရုတ်အရာရှိတွေကိုအမေရိကန်ကိုတရားမဝင်ဝင်ရောက်နိုင်ဖို့အတွက်အတူရောင်ဖိတ်ကြားလွှာတွေပေးခဲ့တဲ့ဗီဇာလိမ်လည်မှုနဲ့လူမောင်ခုမှုတွေလည်းရှိခဲ့ပါတယ်။ ပို့ပြီးတော့တုံ့လို့ဆရာကောင်းတာကလင်ဒါဆန်းက COVID-19 တုံ့ပြန်မှုဆိုင်ရာနယူးယောက်ပြည်နယ်အစိုးရရဲ့ conference ဖုန်းခေါ်ဆိုမှုတစ်ခုမှာတရုတ်အရာရှိတဦးကိုလျှို့ဝှက်ထည့်သွင်းခဲ့တာပါပဲ။ဒီမှာတရုတ်နိုင်ငံကနေခီးသွားလာရေးအကျိုးခံစားခွင့်နဲ့တငယ်ချင်းတွေရဲ့လုပ်ငန်းတွေကိုမြင့်တင်ပေးတာ၊ညီကိုဝမ်းကွဲအတွက်အလုံခံရှာပေးတာစားတဲ့စီးပွားရေးအကျိုးအမြတ်တွေအများအပြားရရှိခဲ့တယ်လို့လည်းစုံစမ်းတွေ့ရှိခဲ့ပါတယ်။ နမဲကြီးဖျော်ဖြေပွဲလက်မှတ်တွေနဲ့တရုတ်အစိုးရအရာရှိကြီးရဲ့ကိုပိုင်စပုံမိုးကချက်ပြုတ်ထားတဲ့နန်ဂျင်စတိုင်စာပေသားတွေကိုတောင်သူမရရှိခဲ့ရလို့ဆိုပါတယ်အားလုံးခြုံပြောရရင်လင်ဒါဆန်နဲ့သူမရဲ့ခင်ပွန်းက တရုတ်အစိုးရအတွက်သူတို့လုပ်ခဲ့တဲ့လုပ်ငန်းတွေကနေဒေါ်လာသန်းပေါင်းများစွာချမ်းသာခဲ့ကြပါတယ်။ဒီဖြစ်ရပ်က American အစိုးရအဖွဲ့အစည်းတွေထဲမှာတရုတ်တရှိုးလုပ်ငန်းတွေဘယ်လောက်အထိထိုးဖောက်ဝင်ရောက်နေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။တရုတ်အစိုးရရဲ့လှုံ့ဆော်မှုတွေအထူးသဖြင့်အမျိုးသားထောက်လှမ်ရေးဥပဒေနဲ့တရှိုးကိစ္စတွေကကမ္ဘာတဝန်းကအပြစ်မဲ့တရုတ်ကျောင်းသားထောင်ပေါင်းများစွာကိုအခက်အခဲတွေနဲ့ရင်ဆိုင်ရစေတော့မယ်လို့ထွေးမိရင်ရှင်းမောစရာပါပဲ။ဒီကျောင်းသားတွေက သူတို့ရဲ့အနာဂတ်အတွက်ရည်မှန်းချက်တွေအိမ်မက်တွေနဲ့ပညာသင်ယူဖို့ရောက်လာကြတာဖြစ်ပေမဲ့အစိုးရရဲ့မူဝါဒတွေကြောင့်လူမျိုးရေးခွဲခြားဆက်ဆံခံရတာတန်တရားဝင်ခံရတာဗီဇာပယ်ဖျက်ခံရတာတွေအထိဖြစ်လာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးမှာပညာသင်ကြားဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ရောက်လာကြတဲ့တရုတ်ချောင်းသားတွေရဲ့အခွင့်အရေးနဲ့အနာဂတ်အတွက်ဘယ်လိုဆက်ပြီးတော့ရည်တည်ကြမလဲနိုင်ငံတကာပညာရေးအဖွဲ့အစည်းတွေအနေနဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာကတော့စဉ်းစားစရာတွေအများကြီးပဲဖြစ်ပါတယ် ီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။